အားလုံးပဲမင်္ဂလာပါရှင်။ဆီယမစပယ်ဖြူနုရေးသားထားသောမြောက်ပြားက အလွန်ရသည်ဝိထုရှိကို အပိုင်း15အနေဖြင့်ဆက်လက်ပြီးတော့မြဝေဖက်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ဖျားကအလွန်ရသည်အပိုင်း15အေးမြတော်လေးကဖွင့်ထားစေဖြစ်တဲ့မတူဝင်လေးခန်းစည်းစာလေးကတလွင်လွင် အတွဲကအခန်းတင်ရောက်ရောက်ချင်းပင်ဖြစ်တင်းကိုပိတ်လိုက်သည်အမကအေးနေတဲ့ဟာ တကားမပိတ်ဘူးရောအေးရာကိုကြိုက်လို့အေးပါစေဆိုပြီးထားလိုက်တော့တာဆိုတော့အတွဲကထုံးစံအတိုင်းရေမောနေသည် ကျမသည်ညစာစားပြီးချိန်မှစား၍အခန်းတင်ရောက်သည် အိယာပေါ်လေလျောင်းကစောင်းတုံးနှင့်ငိန်နေမိသည် အတွေ့ကားမူမလူနံကိုကုညီသိမ်းဆဲသေးသည်ဒီနေ့တော့ပထမဆုံးအကျဉ်အဖြစ်ခလီအပါဝင်လေးဦးသားတမင်အတူစားပြပါသည်အရင်ရင်ကတော့အတွေ့နေကြမှာသာအတူစားပြသည်သူတို့တာမီကတော့ဒီတန်သာ လေးဦးအတူဆုံးကစားရရင် ပိုး၍မြန်ကတမင်စားမိန်လာသည်ပင်ဟင်းကလည်းကြမှာကြိုက်သောမုံချင်းဟင်းချိုပါ၍တမင်တက်တရာသေးသည် ခရံကစော်သည်ကိုပါပါလီ၍ကြော်ထားသည်ကလည်းခါရှာရှာနှင့်ထမင်းမိန်စေသည် ပူဒီနာလိုအရွက်တစ်မျိုးကိုဂျူးမြေခရံကျင်သည်ငရုတ်တီနှင့်တုံထားသည်ကလည်းတစ်မျိုးတစ်ပုံစာကောင်းပြန်သည်အသားဟင်းအဖြစ်ပါရသောကြက်သားနှင့်ငရုတ်ပွားကြောကိုပင်မတူမီတလောက်ဖြစ်ရပါသည်စာကောင်းလိုက်တာမလူနန်ရေဒီလိုဟင်းတွေစားရတာကျေးဇူးတင်လိုက်တာဟိုပင်ချက်ပြုတ်သူမလူနန်ကို မနေနိုင်မထိုင်နိုင်ပြောမိပါတော့သည် နှစ်ယောက်တည်းနေရင်စကားဟာပြောမိကြသည်မဟုတ် အခုတော့ပြောလို့ဒီစကားကိုပြောလိုက်ရပြီ မလူနန်ကမျက်လုံးတစ်ချက်ဝင်ကြည့်သည် ပြီးတော့ပြုံးလိုက်ပါသည်ဒီညာချမ်းပြုံးပြသည်ကတော့ဝိကြည်တန်းကြီးမဟုတ် အမှန်ပင်စိတ်ပါလည်းပါမြေဝင်းများကလည်းပို၍နူးညံ့လာလေသလားကျမစိတ်ထဲကြည်နူးလောက်ခတ်ရလေသည်တိမ်တဲနေရသူတယောက်ကစိန်တလျင် နေရခလီမန်အခုတော့လေကိုတွေ့ခံစားဖို့ပြီ အရင်ကတော့ကိုက စိတ်သက်သူပဲပဲဒွန်နူးကိုလည်းရှိသည်မထင်အဆိုင်ကိုစကားတော့ပြောပါရဲ့သို့တော်ချစ်ချစ်ခင်ခင်မဟုတ် သူတို့ဘယ်လောက်များအနေခက်ခဲကြပါလဲခုလိုမဲ့လူနဲ့အမူအရာ ဖြေလျှော်လာတာကျမဘယ်လောက်စိတ်ပေါ့ပါရသလဲသူ့အပြုံးမျက်နှာမြင်ရတာဘယ်လောက်စိတ်ချမ်းသာရလဲ တချိန်ကဒီလိုအပြုံးမျိုးအိမ်၌ရှာရှာပါပါသာပြုံးပြစ်ခဲ့သည်ကို အခုတော့တတိယစရာဖြစ်လာပါသည်ဒါနေ့မညစာစပြီးကြတော့နောင်တော့စိတ်ကလေးလှုပ်ခတ်ကအိတ်ခံနဲ့တံဝင်ခဲ့မိသည်တဝူးရဲငြိမ်သက်နေရန်တကားဝါကအခန်းစီကိုလှက်ကအားနော့ချောင်းကြီးတော့မနေနိုင်ပြန်ဒီကလေးကိုကျမချစ်သည်လေမိခင်ကနှစ်လိုဟန်မပြရွေးသာဝေဝေးကကြည်ခရရသည် အခုတော့ချစ်ခင်စွာလက်ကမ်းချိုမိသည် အိတ်ထဲအသင်ရှိသည့်ချိုချင်များထုတ်ပေးမိသည်မြူမိပါသည် ခလေးကကိုကိုခေခေရဲလျက်ကျမနားမလဲသောစကားတခွန်ဆိုလျက်ကြေကျူးကပါလဲမဟုတ်ပါလားယေရှုရှမန်းရာဦးကတဲ့ယေရှုကောင်းချီးပေးပါစေလို့ပြောတာအခန်းဝမှာမလူနဲ့ကျမသူ့ကိုမော်ကြီးကပြုံပြလိုက်ပါသည် သူကလည်းလိုက်လိုက်လဲပင် တုံပြန်ပြုံပြသည် အခန်းထဲဝင်ကားသူသားလေးကိုခြေလိုက်သည် သူတို့သားမီးနှုတ်ဆက်၍အခန်းတွေကထွက်သွားသည်ကိုငေးနေမိသည်မိဖို့ကမ်ပစီအတန်းများဝေးသွားသည်ကိုလည်းနားဆွနေမိသေးသည်ဒီလိုချွတ်ချွတ်ခင်ခင်ဟန်မြင်ရတော့လေလောကကိုခြေစူးတင်စရာကျမအတွက်တော့အတိတ်ကိုတတိယစရာစိတ်ပါလက်ပါမျိုးဝင်းများကလည်းပို၍နူးညံ့လာလေသလားကျမစိတ်ထဲဂျင်းနူးလောက်ခံရလေသည်အနောက်တော့လေကိုအတွေးနဲ့ငြိမ်နေမိတော့တာအတွေးအခန့်တဲဝင်ရောက်လာသည့်အထိတ် ပြတင်းကားကိုပိန်လိုက်သည့်အထိမလူနန်တို့တာမိအခန်းထဲရောက်လာသေးတယ်။ဟုတ်လား။အတွေ့အန်အော်ဟန်မျိုးဝင်းများကို ကျမငေးနေမိပါသည်။မလူနန်ကျမပေါ်စိန်တပုံကို အတွေ့လည်းမရေမီပဲမနေဟုတွေးခဲ့ပူရာမှန်နေပြီပြီ။ဘာကြောင့်နီး၊ဘာကြောင့်များပါနီး။အခုကောဘာကြောင့်များပြောင်းလဲလာပါသနီး။မပြောတော့ဘူးဟုတွေးလိုက်သည်။သို့တော်မနေနိုင်။တိလိုစိတ်က ကျမကိုဦးဆောင်နေပြီရက်သက်တပတ်တပတ်ကြောကြာစိတ်ထဲစနောက်စနင်းဖြစ်ခဲ့ရသည်မဟုတ်လားမလုနန်က အမကိုရောက်စားကတော်တော်စိတ်နေနော်အမစကားပြောရင်တောင်ပြန်ပြောချင်းမှပြောတာခလေးတော်အမနာလာရင် ပြန်ခေါ်တာကြုံမှုတယ်ဒီလိုလာဖို့တော့ဝေးပေါ်လीအခုတော့ဘာလို့လဲမသိပြောင်းလဲလာသလားလို့အတွင်မျက်နာ၌အားတောင်းအားနာရဲ့အပြုံနှစ်ကနေပေါ်လာပါသည် ကျမသည်လဲလျောင်းနေရာကတီးလို့စိတ်စောလျက်ထားထိုင်မိသည်အတွဲနှင့်မျက်နှာချင်းဆိုင်အတွဲကမန်တင်ကုံကထိုင်ကုံလေးတွင်ထိုင်လျက်မန်တဲနိုင်ထင်ရနေသောမျက်နှာကိုကိုဘသာမြင်ရတော့စိတ်လှုပ်ရှားနေပုံကအထင်သာကျမလည်းသိပါတယ်အမကြီးဒါပေမဲ့သူလည်းစိတ်ချမ်းသာသလိုသာနေပါစေလို့ထားလိုက်တာပဲအမလည်းဘာမှမပြောဘူးဆိုတော့လေအခုတော့အမကသိနေတာပဲနော် ဆီယာမလှုပ်လာသေးတာပဲအတွေ့ရဟုရေရေမောမောဆိုမိပါသည်အမှန်လေတင်းနှန်းချိန်တစ်ချိန်၌တင်းနှန်းသား20လောက်ကိုနေ့စဉ်ထီထွေးဆက်ဆံလာရသည်မဟုတ်လားမျက်နှိမ့်မျက်နှာကဲကို အလိုလိုသည်သော စိတ်ခံစားမှုကကျမ၌အစဉ်ခိုဟောင်းနေတတ်ပေသည်ဒီလိုတိလိုသောစိတ်ကိုတော့ငယ်ကလေးကပိုင်ခဲ့သည်ထင်၏အဆိုင်စိတ်ကိုတည်သလိုမြစ်တာကိုနားလဲခဲ့သလိုပေါ့အတိမတ်မပြူလိုတာကတော့တက္ကနာများပင် ခတ်တူတူပြောရရင်တော့အမကြီးသူ့စိတ်မှာဗမာဆိုတာကိုမုန်းစိတ်ဝင်နေတာဗမာဆိုရင်ကိုမယုံတော့တာပဲအတွေ့စကားတန်သည် ကျမနာစီကိုပြင်ပြစွာရိုက်ခတ်လိုက်သည်လူကထိုင်နေလျက်ကပင်တစ်ချက်မျှရိုင်ကျင်သည်အံ့အားသင်မှုကနှလုံးအိမ်ကိုပြင်းပြင်းခုန်သေးသည်အံ့အော်စိတ်နှင်းပင်အတွေ့ကိုစူးစူးဆိုင်ဆိုင်ငေးမောနေမိသည်အတွေ့ကစိတ်မသက်သာဟန်ပြုံးလိုက်ပါသည်ကျမရှိဒီသူထုတ်ပြောင်ရသည်ကို ူဘလောက်များအာတုံအာနာဖြစ်ရှာမည်လဲဒီညဒီလိုသာစကားမဆက်ဖြစ်ရင် သူလည်းဘယ်တော့မှထုတ်ဖော်ပြောတော့မည်မဟုတ်ကျမလည်းဒီကွင်းကြုံတော့မည်မဟုတ်တိလရတော့လေတစ်ဖက်တွင်ကျင်းနေရသလိုတစ်ဖက်၌စကားဆက်မိလေခြင်းဟုတပြန်တလဲအာနာစိန်နှင့်နောင်တရလာပြန်ပါသည်မကြသေးဘူးအမရေတနစ်တောင်မရှိသေးဘူးအပေါင်းနဲ့ရဲ့ယောက်ျားတိုက်ပွဲမှာကြာသွားတာလေ သူ့စိတ်ထဲမှာဗမာစစ်သားတတဲလို့ပဲဆွဲနေတာတကယ်တော့စေရလို့ဖြစ်လာရင်နှစ်ဖက်အပြန်အလှန်တက်ကြရတာပဲနော်ဒါပေမဲ့အားကိုရမဲ့ပြီးစိတ်လဲထိခိုက်သွားတဲ့အပေါင်းနံကဒီလိုလဲမစင်းစားနိုင်ဘူးဟုတ်တယ်ဗမာဆိုတဲ့နာမည်ကြားရင်တောင်သူ့မျက်နှာပြတ်တယ်ဗမာစကားတဲ့ကြားရင်ကိုလန့်နေတာပဲဆိုပါတော့စိတ်မကောင်းစရာပဲနော်အမှန်ရင်စိတ်ထဲလိုက်ခနေဖြစ်ရပါသည် အကြောင်းတခုခုရှိမည်ထင်ခဲ့တော်လေဒီအကြောင်းဟုတော့မတွေးမီနာကျင်ရိတ်တန်သောမြေဝင်းများကျမပေါ်စိမ့်သက်သောမြေဝင်းများဗမာဆန်လာသောမျက်နှိမ့်ကိုမြင်တွေ့နေရခြင်းဗမာစကားပြောဆိုခြင်းများက သူ့ရင်ကိုနာကျင်စေခဲ့မည်အခုတော့စာနာနာနေစိမ့်နှင့်ကျမနေနေမိရပါသည်အမကတော့ဘာကြောင့်မလဲလို့စဉ်းစားလိုက်ရတာဒီနေ့သူ့မျက်နှာကိုဒီလိုမြင်ရတော့လေဘာမှမစဉ်းစားမိတော့ပဲ သူခုမှအမကိုယဉ်နီလာတာလို့ထင်နေတာ။ရောင်စကတော့အမကဒီနေရာကိုလာလေတဲ့ဧည့်သည်လိုပဲကျမအသိပေးထားလိုက်တာလည်းပါပါတယ်။ကိုဘာသာအလုတ်များနေတော့တီချာလေးစကားမပြောပြကြဘူးကို။သူစကားတော့သိမပြောတာ။တွေ့တော့တွေ့တယ်လေ။ဒါပေမဲ့လေသူမှအကူရကလည်းဒီအတော်ပဲရှိတော့အတော်အိမ်လာနေရတဲ့အခါကျမကဟိုလိုနေဒီလိုနေတွေမပြောချင်ဘူးဟုတ်တယ်။ မိဖို့ကန်စီကပကံခွဲရောက်များတင်စီတဲ့အာနော်ဤစကားတဲ့သူမိခင်တို့ပြန်တယ်များကြားနေရစေအတွဲကတချမ်းများနာဆိုဟန်ပြူပြီးမှစကားဆက်ပါသည်အခုတော့အနေကြတဲ့အခါအမကိုသူခင်လာတယ်တင်ပါတယ်အမကခင်စီဟာကောင်းနေတင်နေတဲ့ကျမကို တရက်ကပြောပြတယ်ဒါနဲ့ပဲအမအချောင်းပြောပြပြေရော အပေါင်းနံကစိတ်မကောင်းဖြစ်တော့တာပေါ့အမရေသူမျက်နာတော်တော်ပြက်နေတာ ကျွန်မလည်းအဲ့ဒီတော့မှအမကိုစိတ်ချမ်းသာအောင်ထားပေးအောင်လို့ပြောပြရတယ်။သူ့ဘာသာနေသားတလူနေပါစီ အထွေးရေအမကရပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပါ။ဒါပေမဲ့အခုလိုပြောင်းလဲလာတော့ကျွန်မလည်းစိတ်ချမ်းသာရတာပဲလေ။အမဆိုလည်းပြောတာမှပြောတာစိတ်ဖယ်ချမ်းသာမလဲ။မဟုတ်ဘူးလားနော်။ကျွန်မပြုံရင်မိပါသည်။ဒါလေးမှတ်နေပြန်တာပါပဲ။ ဒီအခိုင်မိဖို့ကံတကားပေးတန်ကြားရသည် သူတို့သားမိစကားတန်များကအိမ်ဘက်သို့နီးကပ်လာသည်ကလေးကတီအီအီအချင်းမီတင်ဤအတွေ့ကအပြင်ဘက်သို့လန်းချနေသည်ခန်းစည်းကလှုပ်ကန်နေ၍အပြင်ကန်းသို့သားမိရောက်လာကြသည်ကိုတစုံတစအမြင်နေရသည်အိမ်တကောင်မကြီးပိတ်တန်ကလေးကဤစဉ်မလူနန်သည်ကလေးကိုချီပွေးလျက်အခန်းရှိကဖြတ်သည စကားတကွန်လှမ်းပြောသည်အတွင်းနှင့်အပြန်လန်းစကားတကွန်နှကွန်ဆိုသည်နောက်တော့သူတို့အကန်တကားပိတ်တန်ကြရသည်နယံသာချား၍ကလေးဤဤသည်မိခင်ချုံမော်တံများကိုချားနေရစေပင်ကျမတို့နှုတ်ကိုအတွင်းနှင့်ကိုခဏမြညီနေမိကြပါသည်အမအတွဲကိုကျမလန်းချီကမိဆက်ပြလိုက်ပါသည်အတွဲကချက်ချင်းမပြောသေးပဲရေမောနေသည် တစုံတစ်ခုပြောလိုပုံသို့တော့တွေ့ဝင်ဟန်း ပါများပါလိမ့်။ညနေကလေးကအမကိုပြောချင်တာရှာကိုရာနေတာပဲ။ဟုတ်တယ်။နေလေကတွေ့တဲ့အကိုဟာလေအမအချောင်းတော်တော်တည်ထားတာပဲနော်။လင်းတင်လား။လင်းတင်ဤမျိုးဝင်းများကိုကျမမြင်အောင်လာပါသည်။သူမျိုးဝင်းများကစိမ့်သက်ခြင်းမရှိကာလာရှိကြရင်းနှီးတည်ကျွမ်းခဲ့တယ်လို့သူမျိုးဝင်းများကြောင့်လေသူ့ဘက်ကဘလောက်ခင်မင်ရင်ဆွဲရှိခဲ့မှန်းသိခွင့်ရသည်။ ဘလောင်းကယူတစားရှိကဲမန်လင်းစကားပြောဟန်များနဲ့ကျမတီခွင်ရသည် အတွဲကကောဒါကိုရိပ်မိခဲ့သလားသူကလေအမောက်ကိုကြောင်းကလေးကများစိတ်ဝင်စားခဲ့သလားမသိဘူးနော်ကျမတော့ပထမနေ့လာကလေးကတည်သလိုလိုဖြစ်နေတာမနီကားတွေ့တော့ပိုတိချာရောအတွဲရေမော်တော့လေကျမရှယ်ယွန်ရပါသည်မှန်နေတင်ဟန်နေတော့အပြုံရေကလည်းရှယ်ပြုံမှုများအမြင်တရားလေးမိလား ကျောင်းလုံးကတော့မဟုတ်နိုင်ပါဘူးအတွေ့ရင်အမကဒုတိယနှစ်မှာကလေးကယောက်ျားလေးတငယ်ချင်းရှိနေပြီရီးစားတာမဖြစ်သေးတာနောက်ဆုံးနှစ်လဲရောက်ရောအပြေပြေရောသူတလောက်တိတာအဲ့ဒါလဲတိမှာပဲဒါကြောင့်အမကိုမပြောခဲ့ရတာနေမှာပေါ့မိန်းကလေးကရရမောမောအလျှော့မပေးဟန်ကျမမရည်ရွယ်ပါပဲမျက်စောင်းချင်းမိပါသည်စာကြီးဆရာလို့မလို့လားဟွန်းဟွန်းဇညွရေးမလို့ ကျမစိတ်မတိမ်နိုင်တော့ပဲရေမောမိတော့သည်မှန်တယ်မြင်ရတော့ကို့ရဲ့မျက်နှာအတွက်ကိုပါသားပင် ရှေးရပြန်တယ်လို့လူအိယာဝင်ကြသည့်အထိအတွဲကစကားတူတူစဲဇက်ကောင်ကလင်းတင်နေထိုညာကတော့မြင်တာထင်ရှားသောအိမ်မက်မပြန်သည်မအိတ်ခင်ပဲစကားကောင်းခဲ့တာကြောင့်လားမသိအိမ်မက်တဲ့တက္ကသူတို့ပြန်ရောက်နေသည်ဒီတစ်ချိန်တော့ လင်းထင်းကိုပြပြီးသားသားမြင်ရသည်ကျမဤမအောင်မြင်ခဲ့သော အချစ်ဇလံကိုမြင်ရသည်ယုံကြည်ခဲ့သောချစ်သူကမယုံကြည်ဝဲဇလံများကိုနောက်ကွယ်နိုင်ပိုင်ပိုင်နိုင်နိုင်ကပြနိုင်သူ ဖြစ်သောအခါအချစ်၌မယုံကြည်တတ်တော်သောကျမကိုကျမလည်းပြန်မြင်ရပါသည်ဟုတ်ကဲ့ပါရှင်ဆ iam မစပေဖြူနူရေးသားထားတဲ့မြောက်ဖျားက အလွန်ရသည်ဝိတုရှိကို အပိုင်း15အနေဖြင့် ဆက်လက်ပြီးတော့မျှဝေဖက်ပြတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျမနေ့တူနားဆင်ပေးခဲ့ကြတဲ့ဒူးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်။တော်လမ်းမိတ်ဆွေများအားလုံးလေးဘေးအန္တရာယ်အပေါင်းမှာကင်းဝေးကြပါစေရှင်။